ကဲတော့ hypnosis ကအတဲခွဲတာတစ်ခုလေးဟုတ်တယ်ပြောင်းခုနိုင်လာလားအဲ move on လောက်အောင်ပဲခုနိုင်လာလားဆိုတော့အပ္ပမဆုံးနေနဲ့ကပြောရမှာအဲ move on လောက်နိုင်အောင်ခုညီပေးလို့ရရပါတော့ဆိုတော့နောက်တစ်ခုကရှိတာကတော့ဒီ hypnosis ကဒီ move on လောက်တဲ့နေရာတစ်ခုတည်းမှာပဲတဲခွဲတာကိုပြောင်းခုတဲ့နေရာတစ်ခုတည်းမှာပဲတုံးလို့ရရလားဆိုတော့နောက်ထပ်မေးခွန်း shoot down တစ်ခုရှိရပါတော့ဆိုတော့အခုပြောချင်တာက ပထမဆုံးကအတဲကွဲတယ်ဆိုတာကကိုတို့ကအဲအတဲကွဲတဲ့ချိန်မှာအကြောင်းရင်းရှိရပါတော့ကိုတို့ဒီ hypnosis shooter ကကြည့်မယ်ဆိုတော့အတဲကွဲတယ်ဆိုရင်လေဒီအတဲကွဲတာကိုဖြစ်စေတဲ့ pattern တွေ behavior ရှိရပါတော့ဆိုတော့ကိုတို့ကဒီအတဲကွဲတဲ့အကြောင်းရင်းကဘယ်ကနေလာလဲ Google လိုက်ရှာရတယ်ပေါ့နော်ဒီကိုတို့ hypnotherapy မှာဆိုရင်အာဒီ client တယောက်ကအတဲကွဲဆိုရင်သူကဘာကြောင့်ကွဲရလဲအဲအတဲကွဲတဲ့အကြောင်းရင်းရှိရပါတော့ဒီတိုင်း အသေးကွဲတာကိုဖြစ်စေရဲ့တို့ငယ်ဘဝမှာမိသားစုထရမ်းပါလားဒါမှမဟုတ်ရင်တို့ဒီကြောင်းမှာတို့ငယ်ချင်းတွေအားလုံးရဲ့အာဖယ်ချင်းချင်းကိုခံကြရလားဒါမှမဟုတ်သူစိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုခုရခဲ့ရတာပေါ့နော်အဲ့ပေါ်ကိုမူတည်ပြီးတော့ဒီဟာတွေကငယ်ဘဝမှာဖြစ်ခဲ့တဲ့ behavior တွေကအကိုရောရဲ့ဒီ unconscious mind လို့ခေါ်တယ်လုံးဝမသိစိတ်ထဲကိုရောက်သွားတဲ့အခါမှာအကိုရောကပတန်တစ်ခုပေါ့နော် create လုပ်မိလိုက်တယ်အဲ့ပတန်ရာအလုံးမဖြစ်တဲ့အခါမှာအကိုရောရဲ့ဒီ light တစ်ချောင်းကိုပါပြီးအကိုရောက အပေါင်းလေးဆက်ဆံရေးမှာအဆင်မပြေတဲ့အခါမှာပြီးသွားလို့ရှိရင်လည်းကိုတို့အနေနဲ့ကတူညီတဲ့လူတွေကိုလိုက်ရှာမိရပါတော့အကိုတို့အဲဘယ်လိုပြောမလဲငငယ်ဘွားမှာအကိုတို့ကပြည်သားစုစီကထရမာရခဲ့တယ်အဖေနဲ့မိကအဆင်မပြေဘူးအများရန်ရန်ဖြစ်နေတယ်အများရန်တာရတဲ့အိမ်တော်ကြီးတခုမရခဲ့ဘူးဆိုရင်ဒီကလေးကဒါတွေကိုသူကိုယ်တိုင်ကမကြိုက်ဘူးဒါပေမဲ့မကြိုက်တာကိုပဲသူကပြေးလုံးမိရတဲ့အတွက်သူနောက်တစ်ချိန်မှာ relation တခုကိုပြန်ရှာတဲ့အခါမှာလည်းဘာဖြစ်လာလဲဆိုတော့ သူ့ရဲ့မိဘနဲ့တူတဲ့လူတွေကို လိုက်ရှာမိရယ်ပေါ့နော်ဆိုတော့အဲ့ခါမှာသူကလည်းသူ့မိဘနဲ့တူတဲ့ trauma တခုထပ်ရပြီးအသေးကွဲပေါ့နော်ဆိုတော့အကိုတို့ဒီ hypnotherapy session တခုမှာဆိုရင်ကိုတို့ကသူ့ရဲ့ group ကိုလိုက်ရှာတယ်အသူဖြစ်တဲ့ပြဿနာကဘာလဲသူ့မိဘကြောင့်လားသူငယ်ဘွားကြောင့်လားဒါတွေကိုသိပြီဆိုကိုတို့ကအဲ့ငယ်ဘွားပြဿနာတွေတော့ပြန်ရှင်းတယ်ပြီးရင်အခုလက်ရှိမှာဖြစ်နေတဲ့အသေးကွဲတဲ့ပြဿနာတွေကိုရှင်းတယ်ပေါ့နော် င်လိုက်တဲ့အခါမှာဒီ client အနေနဲ့သူ့ဟာကိုဆင်ကျင်နိုင်သွားတယ်ဆင်နေတဲ့အတွက်လေသူကဒီဟာကိုအဓိကတော့ပျောက်သွားတာမဟုတ်ဘူးနော်ကိုပြောချင်တာကဒီအသေးကွဲတာကိုကုတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အသေးကွဲတာပျောက်သွားဆိုတာတည်းဒီဖြစ်ရအားလုံးကိုသူကလက်ခံနိုင်ပြီးတော့ချိန်ဆက်နိုင်သွားတာပေါ့နော်ကိုတို့ကိုတို့ကွာပြဿနာတစ်ခုခုကြုံနေဆိုရင်ကိုတို့ကလက်မခံနိုင်သေးသေးတော့ဒါကြီးကိုစိတ်ညစ်နေတာပေါ့နော်အာငါဘာလို့ဖြစ်တာလဲငါကြမ်းမလာဖြစ်ရတာလားအာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် ဒါပေမဲ့တကယ်လို့ကဒါကိုလက်ခံနိုင်သွားပြီဆိုโอเคဖြစ်ခဲ့ပြီးသွားပြီငါဒီကနေဘာတွေပိုကောင်းအောင်လုပ်လို့ရမလဲဆိုတော့အဲလိုက်နေရှေ့ဆက်သွားတယ်လူတယောက်ဖြစ်သွားတာပေါ့အဲ့ဒါကိုကတော့အသေးကွဲတာကိုပြောင်းအခုရလို့ခေါ်တာပေါ့နောက်တစ်ခုကဒီ hypnosis ကဘလို့လောက်လောက်တာလေပေါ့နော်ဆိုတော့ဒီ hypnosis ကအရန်ကျယ်ပြန့်တဲ့ပညာရဲ့တစ်ခုပေါ့နော်ကိုလေ့လာကြည့်တော့ဆိုရင်ဒီသူကစိတ်ပညာမှာတင်သုံးလို့ရတာမဟုတ်ဘူးကိုတို့ဒီ business မှာသုံးပါလားဒါမှမဟုတ်ရင်ကိုတို့ကဒီ service ဆိုင်ရာမှာသုံးပါလား ာနိုင်ငံခြားအရေးမှာဆိုဒီ professional မှာဆိုရင်တို့ကအမှုလိုက်တာတွေအဲ server ဆိုင်ရာတွေနောက်ဆုံးဒီကိုဝင်ဆောင်တဲ့တွေကိုဒီ hypnosis therapy session ပေးထားပြီးတော့မှဒီမွေးဖွားတဲ့အခါမှာစိတ်ဖိစီးမှုရှိပဲတောင်တတဖြစ်အောင်လုပ်တာတွေအားစအဲတုံးလို့ရတယ်လို့ကိုသိရတယ်ပေါ့နော်ကိုရောအဲ့နဲ့ပဲလို့မကျွမ်းကျင်ဘူးဒါပေမဲ့အဲ့လိုတုံးလို့ရတယ်ပြီးတော့ဒီကိုရော state hypnosis ဆိုတာကြီးလည်းရှိရကွာဒီစင်ပေါ်မှာပြရတာပေါ့နော်ဒီ hypnosis ကိုဒီဘယ်လိုပြောလဲပြရတာလေလူကိုတောင့်တောင့်ရင်းဖြစ်သွားတာ ဆိုတော့ဒီ hypnosis က level ပေါ့အောက်ဆုံးမှာတုံးလို့ရတယ်အဲအလုပ်တော့တင်မှာဖြစ်ပြန်ပေါင်းပြီးတုံးလို့ရတယ်ပေါ့နော်တချို့ဆိုရင်ဒီပညာသင်တဲ့ level မှာအကြောင်းစရာတွေဆိုရင်တို့ရဲ့ clear ဒီ hypnosis train တွေထည့်ပြီးစာသင်တာတွေမိပါတယ်ဆိုတော့တာသမီးတို့ဒီ hypnosis နဲ့ထိန်းကြောင်းတာတွေနောက်ဆုံးဒီကိုယ့်ရဲ့ relation မှာပဲတုံးမလားကိုယ့်ရဲ့ family မိသားစုမှာပဲတုံးမလားဘယ်မှာတုံးတုံးပြန်ပြီးအတုံးဝင်နေပေါ့နော်ဆိုတော့ဒီ hypnosis ကအလို level ပေါင်းဆုံးမှာအတုံးဝင်နေပေါ့နော်